ငလင်ပေတဲ့ပြည်သူတွေကိုချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အားပေးနေလို့လူပြောများနေရဲ့ပြည်သူတို့ပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်တနေ့တခြားဆစ်ဆရာကောင်းတဲ့ပုံစံလေးနဲ့အတူပြည်သူတွေရဲ့အသေးနှလုံးကိုဖန်ဆားလာနိုင်သူကတော့ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့သမီးလေးပြည်သူဒရာပါအခုဆိုရင်သမီးလေးပြည်သူဒရာကသူမရဲ့ဆစ်ဆရာကောင်းတဲ့ပုံရင်လေးနဲ့အတူငလင်ပေတဲ့ပြည်သူတွေကိုကိုယ်တိုင်ကိုယ်ကျအားပေးနေလို့လူပြောများနေရလဲဖြစ်ပါတယ် ဒီမတန်ခင်ကလည်းပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ရဲ့တမီလေးပြည်သူ့တို့ကတနေ့တနေ့နဲ့ပို့ပြီးတော့လှသွေးကြွယ်လာတာကြောင့်အလဘရင်မှာတပါဖြစ်တင်စားခံနေရတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ဆိုတာကမြန်မာနိုင်ငံရဲ့နာမည်အကျော်ကြားဆုံးအနုပညာရှင်ဆုံးတွဲဖြစ်ပါတယ်။အထူးသဖြင့်တော့ပြည်တည်ဦးရောအင်ဒရာကျော်စင်တို့နှစ်ယောက်စလုံးကအနုပညာအရာမှာထူးချွန်းတယ်လို့စိတ်သဘောထားကလည်းကောင်းမွန်လာပြီးအောင်ရုပ်ရင်အပြင်ဆိုရင်လည်းငေးမောကြည့်ရှုရလောက်တဲ့အထိ အလားတရားတွေကိုပိုင်ဆိုင်ထားကြပါတယ်။အဓိကအဖြစ်တော့အင်ဒရာဂျော်စင်ကထိတ်တန့်အလားပြေမှာတပါလို့တောင်းတင်စားရလောက်တဲ့အထိအလုံးရဲ့ကြမှာရေပန်းစားလူကြံများခဲ့သူတယောက်ဖြစ်ပါတယ်။ဒီလိုမျိုးတကယ်ကိုထူးချွန်တဲ့အရေးချင်းရှိပြီးတော့လှပတဲ့သူတွေကနေမွေးဖွားလာခဲ့တဲ့သမီးလေးပြည်သူတို့ကအတော်လေးကိုမှချောမောလှပလွန်ပြီးနတ်သက်ကြွေတဲ့နတ်သမီးလေးတပါလို့တောင်းတင်စားနေရတဲ့အထိပဲဖြစ်ပါတယ်။ငယ်စဉ်တုန်းကလည်းအရန်ကိုဆက်ဆရာကောင်းခဲ့သလိုအခုလိုမျိုးဆယ်ကျော်သက်အရွယ်ကိုရောက်ရှိလာတဲ့ချိန်မှာပို့ပြီးတော့လှပမှုတွေနဲ့အတူ ပြည်သက်တွေရဲ့အာရုံကိုဖန်ဆောင်းသွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ပြည်သူနဲ့အင်ဒရာဇော်စင်ရဲ့တမီပြည်သူတို့ကိုအင်တာနက်ဆိုရှယ်မီဒီယာတွေပေါ်မှာမတွေ့ရရင်တောင်ပြည်သက်တွေကချစ်ခင်အားပေးကြတာဖြစ်ပါတယ်။အခုခါမှလည်းဖခင်ပြည်သူနဲ့မိခင်အင်ဒရာဇော်စင်နဲ့တမီလေးပြည်သူတို့ကမြင်းကလင်ဘေးတင်ပြည်သူတွေရှိတဲ့မန္တလေးမြို့ကိုသွားရောက်ပြီးတော့လှူဒန်းနေလို့အားလုံးကချီးကျူးခံနေရပါတယ်။အားလုံးလည်းသိကြတဲ့အတိုင်းအခုချိန်မှာမြမသမိုင်းမှာနှစ်ပေါင်းတရာကျော်အတွင်းအစိုးဆုံးမြင်းကလင်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီလိုပြင်းထန်တဲ့ငလင်တွေကြောင့်နေအိမ်တွေအများအပြားပြိုကျပျက်စီးသွားခဲ့ရတယ်လို့ဆရာတော်တန်ဃာတော်တွေအပါအဝင်ယဟန်ရှင်လူပြည်သူအများအပြားစုံပါခွေလွန်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာနိုင်ငံအသီးသီးကအဖွဲ့အစည်းတွေငွေအင်အားလူအင်အားကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီနေကြပါတယ်။မြန်မာနိုင်ငံကအနုပညာရှင်တွေကလည်းတတ်နိုင်သမျှအားနဲ့လှူဒန်းနေကြပါတယ်။အနုပညာရှင်တွေကငွေလှူဒန်းရုံတင်မကပါဘူး။ငလင်ပေးတဲ့ပြည်သူတွေစီကိုအရောက်သွားပြီးတော့အားပေးမှုတွေပါပြုလုပ်ကြပါတယ်။ဒါကလည်းအနုပညာရှင်တွေကိုမြင်ရတဲ့တဲ့ င်ကခဏသာငလင်ပေးကြောင့်စိတ်တိုက်တန်ရာရတဲ့သူတွေစိတ်ပျော်ရွှင်စေဖို့အတွက်ဖြစ်ပါတယ်။ဒါကြောင့်အခုခါမှာတော့ပြည်သူဦးနဲ့အင်ဒရာဇော်စင်တို့ကသမီးလေးပြည်သူတို့နဲ့အတူမန္တလေးမြို့ကပြည်သူစေယုံကြီးကိုတွားရောက်လှူဒန်းပြီးတော့ပြည်သူတွေနဲ့နှွေးနှွေးထွေးထွေးဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ဒီလိုဓာတ်ပုံရိုက်ကူးလှူဒန်းတဲ့နေရာမှာသမီးလေးပြည်သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကလူပြောများနေရဖြစ်ပါတယ်။အထူးသဖြင့်တော့တနေ့တခြားလာသွေးကျွယ်လာပြီးတော့စိတ်ထားကောင်းတဲ့ပုံစံလေးကြောင့်သမီးလေးပြည်သူတို့ကနောက်တစ်ချိန်မှာထိတ်တန့်တဲ့ပညာရှင်ဖြစ် ်လာမယ်လို့ခန့်မှန်းနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငလင်ဘေးကယ်ဆယ်ရေးမှာလူလုံးထွက်ပြလာတယ်။တမီလေးပြည်သူတို့ရယ်ပတ်တက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။